မုံကုံဆောင်ပြီးမွန်နိုရဲ့ရိုးရကုံကိုအခုလိုထိမ့်သိမ့်ခဲ့လို့အများချီးကျူးခံနေရတဲ့ဟိဟွေရန်နဲ့ဆိုပြီးတဲ့စဉ်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်မြန်မာစတာပေ့ချ်ကနေပြောလိုက်ကြိုးလိုက်ပါတယ်ဟိဟွေရန်နဲ့ဆိုပြီးတဲ့စဉ်တို့ကတော့မိုးလူမျိုးတို့ရဲ့ဒလေထုံထက်အစဉ်လာတိုင်း မင်္ဂလာမဆောင်ခင်မှာပြိဝတ်တိရိုက်ကူးခဲ့လို့အမျိုးကုံဇာတိကုံကိုထိမ့်သိမ်းနိုင်သူတွေဖြစ်ချီကျူးခံနေရပါတယ်။အာလောတိကြတဲ့အတိုင်းပဲမလူမျိုးတွေဟာမြန်မာနိုင်ငံမှာတမိုင်းကြောင်းရှိလေးရပြီးတော့စာပေရိုးရာယဉ်ကျေးမှုမြင်မာတဲ့လူမျိုးတစ်မျိုးဖြစ်ပါတယ်။ပြီးတော့မလူမျိုးတွေကရုပ်ရည်ချောမောလှပကြတယ်လို့လည်းလူသိများပါတယ်။အခုပြိသက်တွေရဲ့အချစ်တော်နာမည်ကြီးမင်းသားကျော်လေးဟေးဝီယန်ကလည်းမလူမျိုးစစ်စစ်တယောက်ဖြစ်ပါတယ်။ဒါကြောင့်လေပြိသက်တွေကသူ့ကိုမုံမင်းသားလေးလို့တောင်မှချစ်စနိုးနဲ့ခေါ်ကြတာပါ။သူ့ရဲ့ရုပ်ရည်တွင်ပြင်ကမလူမျိုးတွေရဲ့ မောခံရတဲ့ပုံစံမျိုးဖြစ်နေရကြောင်းပြည်သက်တွေကသတိထားမိနေကြတာပေါ့ပြည်သက်တချို့ကမင်းသမီးဆိုပြတဲ့စဉ်ဟာမုံလူမျိုးမဟုတ်ပေမဲ့သူရဲ့ခင်မော်လောင်ဟင်းဝီယန်ကတော့မုံလူမျိုးမုံမီသားစုဝင်အစ်စစ်ဖြစ်တယ်ဆိုတာကိုအခုမှသိကြတာပါသူကနောက်ပိုင်းမှာအနုပညာအလုပ်တွေကြောင်းရန်ကုန်မှာအခြေချနေရဖြစ်ပေမဲ့သူရဲ့မိသားစုကမုံတတိကြီးတွေမိသားစုတစ်ခုဖြစ်ပါတယ် ဟင်းဝင်းရဲ့ရမီးပါးတွေဟာမွန်ပြည်နယ်မော်လမြိုင်မြို့မှာချမ်းသာကျွဲဝါတဲ့မြို့မြေနှဖုံးရှင်တတိရွေဖြစ်ပြီးတော့ကြည်ကြည်သက်ချမ်းသာကျွဲဝါကြပါတယ်။သူတို့မိသားစုဟာရန်ကုန်မြို့မှာဆောက်လုပ်ရေးကုမ္ပဏီတွေ၊ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေတည်ထောင်ထားတာဖြစ်ပါတယ်။ဒီလောက်ထိချမ်းသာကျွဲဝါပေမဲ့ဟင်းဝင်းရဲ့မိသားစုဟာကိုယ့်ရဲ့မွန်ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုဘယ်တော့မှမမေ့ပင်တန်ဖိုးထားထိန်းသိမ်းထားတာကတော့တကယ်ကိုလေးစားစရာပါပဲ။ဒါကြောင့်လည်းဟင်းဝင်းရဲ့အစိုးပြတဲ့စဉ်ကိုမကြာခဏဆိုသလိုမွန်ရိုးရာဝတ်ဆောင်လေးတွေနဲ့တွေ့မြင်ရတာဖြစ်ပါတယ်။ ယ်။အခုသူတို့ရဲ့ဘဝအတွက်အရေးကြီးဆုံးဖြစ်တဲ့မင်္ဂလာပရိဝတ်ဒီဓာတ်ပုံကိုလည်းဟင်းဝီရရဲ့ဇာတိမျိုးဖြစ်တဲ့မော်လမြိုင်မှာမော်လမျိုးတို့ရဲ့ဓလေထုံတန်းအစဉ်လာအတိုင်းသွားရောက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီဓာတ်ပုံတွေထဲမှာတော့မွန်တို့ရဲ့ရိုးရာမင်္ဂလာဝတ်စုံအပြည့်အစုံနဲ့နှစ်ယောက်သားအကြီးကြီးနူးနူးရိုက်ကူးထားတာကိုလည်းတွေ့ရပါတယ်။ အထူးသဖြင့်တော့မွန်အမျိုးသားဝိဇုံနဲ့ဟေးဝရရဲ့ခံညားမှုမွန်သူတို့သမီးပုံစံနဲ့ဆိုပြတဲ့စဉ်ရဲ့လှပမှုတွေကပြည်သက်တွေကိုအင်အားသိမ့်စေခဲ့ပါတယ်။သူတို့ဆောင်တွေကနိုင်ငံခြားတရုတ်ပြည်ထိသွားရောက်ပြီးတော့ပရိဝတီဓာတ်ပုံတွေကိုခံခဏနာရှိုက်ကူးခဲ့တယ်လို့မျိုးပဲကိုယ့်ရဲ့ဇာတိမြေကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုတွေကိုလည်းတန်ဖိုးထားကြောင်းပြသတဲ့အနေနဲ့မွန်လူမျိုးတို့ရဲ့ဒလေထုံတန်းအစဉ်လာအတိုင်းအခုလိုပဲရိုက်ကူးခဲ့တာကိုတွေ့ရတာပေါ့။မွန်ရိုးရာဝိဇုံလေးနဲ့ဟေးဝရနဲ့ဆိုပြတဲ့စဉ်တို့ကအရန်ကိုစက်တည်းရရှိရှိလှပနေပြီးတော့တကယ် ကိုလိုက်ဖက်တဲ့အစုံတွဲလေးဖြစ်နေပါတယ်။ဒါအပြင်ဟေးဝရန်ကသူ့ရဲ့ဇာတိမျိုးလေးမှာဓာတ်ပုံရိုက်တယ်လို့သူတို့သမီးလေးဆိုပြတဲ့ဇင်ရဲ့ဇာတိဖြစ်တဲ့တောင်ငူမျိုးလေးမှာလည်းအမတ်တရားဓာတ်ပုံတွေကိုရိုက်ကူးခဲ့ကြပါသေးတယ်။ဒါကတယောက်ရဲ့ဇာတိကိုတယောက်ကလေးစားတန်ဖိုးထားကြောင်းပြလိုက်တာကြောင့်အရန်ကိုချစ်စရာကောင်းတဲ့လုပ်ရလေးပါပဲ ကိုယ့်ရဲ့ဇာတိကိုအကုန်ယူတယ်လို့ကိုယ့်ရဲ့လက်တွဲပေါ်ဇာတိကိုလေးစားမှုပြတာကတကယ်ကိုချစ်စရာကောင်းတဲ့အဆုံးတွေလေးပါဒါကသူတို့နှစ်ယောက်ရဲ့အကြံလန်နားလည်မှုနဲ့တန်ဖိုးထားမှုတွေကိုပြသနေရပါပဲပရိသတ်ကြီးကရောအခုလိုမျိုးကိုယ့်ရဲ့ဇာတိကိုရိုးရာကုန်ကိုဖော်ဆောင်ခဲ့တဲ့ငယ်စဉ်ဆုံးတွဲရဲ့လုံရက်ပေါ်မှာဘလို့မြင်မိပါသလဲသူတို့ရဲ့မွန်ရိုးရာဝိစုံနဲ့ပုံရိပ်လေးတွေကဘလောက်တောင်မှလှပလိုက်ဖက်မှုရှိနေလဲဆိုတာမှတ်ချက်ပေးသွားကြပါဦးနော်ကျေးဇူးပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်